ရင်းမြန်နိုင်ငံမှာဟိုတီလက်နက်ကင်တွေထိန်းချုပ်ထားရာနိုင်ငံတကာလေဆိပ်တွေကနောက်ဆုံးလက်ကျန်နေရင်ဟာအစ္စရေးလေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်းပျက်စီးသွားခဲ့ပြီဖြစ်ပါတယ်။အစ္စရေးရဲ့တိုက်ခိုက်မှုတွေကိုအကြိမ်ကြိမ်ခံခဲ့ရတဲ့နောက်မေလ28ရက်နေ့မှာတော့စာနာမျိုးတော်နိုင်ငံတကာလေဆိပ်ထဲမှာရှိသမျှလေယာဉ်အားလုံးပျက်စီးသွားကြောင်းဟိုတီအာနာဘန်တွေကပြောပြသွားပါတယ်။လေဆိပ်ထဲမှာအကောင်အတိုင်းကျနေတဲ့ယမန်နီယာလေကြောင်းပိုင်လေယာဉ်ဟာမေလ28ရက်နေ့တိုက်ခိုက်မှုမှာတော့ဆူဆူရွရွထိခိုက်ပျက်စီးသွားခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုတွေဟာအစ္စရေးရဲ့ရန်လိုရန်ကောင်းမှုလို့ဟိုတီတွေကဆွဆွဲခဲ့ပြီးအစ္စရေးကတော့နိုင်ငံပိုင်နဲ့တဲကိုဟိုတီတွေကဒုံးကျည်တွေနဲ့ပြတ်ခတ်ခဲ့တဲ့အတွက်လက်တော့ပြန်လာလို့ပြောပါတယ်။စာနာလေးစိတ်ဟာအရင်ကတည်းကအစ္စရေးလေကြောင်းတိုက်ခိုက်မှုတွေရဲ့ပြတ်မှတ်တစ်ခုဖြစ်ခဲ့ဘူးပါတယ်။လာဇန်ပိုင်တော်ကအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့်လေစိတ်မှာရှိတဲ့လေယံ6စီးပျက်စီးသွားတဲ့နောက်စာနာလေးစိတ်ဟာအရက်ပတ်လေကြောင်းခီးစံတွေကိုအကန့်အသတ်နဲ့တာကင်တွယ်နိုင်ပါတော့တယ်။ ဟိုဒီတွေဟာနိုင်ငံတကာအသိအမှတ်ပြုရေမန်အစိုးရကိုတော်လှန်တဲ့တပုံအဖွဲ့ဖြစ်ပြီးမြို့တော်စာနာအပါအဝင်ရေမန်နိုင်ငံရဲ့ကျယ်ပြန့်တဲ့အစိပ်ပိုင်းတွေကိုထိန်းချုပ်ထားပါတယ်။ဂါဇာမှာအစ္စရေးပါလက်စတိုင်းစစ်ပွဲဆက်တင်တဲ့အခါမှာဟိုဒီတွေကဂါဇာပြည်သူတွေနဲ့အတူရပ်တည်ကြောင်းကြေညာပြီးအစ္စရေးပိုင်နက်ထဲကိုဒရုန်းကြီးတွေဒရုန်းတွေနဲ့အကြမ်းကြမ်းတိုက်ခိုက်နေခဲ့တယ်လို့အစ္စရေးကလည်းရေမန်မှာရှိတဲ့ဟိုဒီပြတ်မှတ်တွေကိုပြင်းပြင်းထန်ထန်လက်တော့ပြန်ခဲ့ပါတယ်။အစ္စရေးကကွေးဝင်ကြီးအစ္စရေးဂတ်ကမေလ28ရက်နေ့လေကြောင်းတိုက်ခိုက်မှုဟာ ဒေသိတ်ထဲမှာရှိနေတဲ့အကြမ်းဖက်အဖွဲ့ပိုင်းတိုက်လေရင်တွေကိုပြစ်မှတ်ထားခဲ့တာဖြစ်တယ်လို့ပြောပါတယ်။အဲဒီမတန်ခင်နှစ်ယောက်ကဟိုတီရီဟာအစ္စရေးပိုင်းနဲ့တဲကိုဒုံးကျည်နှစင်ပြတ်ခတ်ခဲ့ပါတယ်။ကတ်စ်ကအစ္စရေးကိုပြစ်မှတ်ထားတဲ့အကြမ်းဖက်စစ်စင်ရေးတွေမှာအသုံးပြုနေတဲ့ဂျက်တိုက်လေရင်တွေကိုဖျက်ဆီးခဲ့ပြီးဒေသိတ်ထဲမှာရှိတဲ့နောက်ဆုံးလက်ကျန်လေရင်လည်းဖျက်ဆီးသွားခဲ့ကြောင်းအတည်ပြုခဲ့ပါတယ်။ဂျမန်နီယာလေကြောင်းလိုင်းကတော့ဖျက်ဆီးသွားတဲ့လေရင်ဟာဝတ်ပြုခရီးသည်တွေကို Sorry Arabia စီဘာသာရေးခရီးစဉ်ပို့ဆောင်ဖို့စီစဉ်ထားတဲ့အချိန်မှာ 要学习呀，要学习，要露出多看，多学。